်များတွေအောင်မြင်နေတာပျော်ရွှင်နေတာကိုကြည့်ပြီးတော့ကိုကိုကိုအားမလိုအားမရတွေဖြစ်စိတ်တွေရှုပ်ထွေးပြီးတော့နောက်ကျကြံကဲ့သို့ခံစားနေရတာကိုဖိုမိုရတယ်လို့ခေါ်တယ် ဘဝကိုခက်ခက်ခဲခဲပင်ပင်မမန်ရုံးကန်နေရတဲ့အချိန်တချို့သောသူတွေကသူတို့ဖြစ်ချင်တာသူတို့လိုချင်တာကိုပင်ပင်မမန်စိုက်ထုတ်စရာမလိုဘဲနဲ့လွယ်လွယ်ကူကူရနေတာတွေကိုမြင်ရတဲ့အခါမျိုးတွေမှာကိုယ့်ရဲ့စိတ်မှာဒါရလုံးဝမတရားဘူး ငါကျမဘာလို့ဖြစ်နေရတာလဲသူတို့အတွက်ကြတော့လွဲကူလိုက်တာဆိုပြီးတော့ fear of missing out ဆိုတဲ့ခံစားချက်မျိုးဖြစ်လာတာငါများသူတို့နောက်ကျပြီးတော့ကြံခဲ့ပြီလားသူများတွေဘဝကိုပျော်ပျော်ရွှင်ရွှင်အာမြင်မြင်ဖြတ်တန်းနေတဲ့အချိန်ကိုကတော့အကျိုးမရှိရရပဲလုပ်နေရတယ်ဘာမှလည်းမဖြစ်ထွန်းလာဘူးဘာမှလည်းမတိုးတက်လာဘူးလို့ကိုကိုကိုခံစားနေရတဲ့အချိန်အဲ့ဒီအချိန်မှာ FOMO ဆိုတာရတတ်တယ်ဥပမာကိုအိတ်နေတဲ့အချိန်မှာကိုယ့်ရဲ့တငယ်ချင်းတွေကစာရီကြက်နေကြတယ် ပြီးတော့သူတို့ချက်နေတဲ့အချိန်ကလည်းလူအိတ်တဲ့အချိန်မနက်နှစ်ချက်တို့တစ်ချက်တို့အဲ့လိုအချိန်မျိုးမှာစာချက်နေတဲ့ကိုကကိုအရမဲ့အချိန်မှာအိတ်တာဒါပေမဲ့လည်းဘီနာမှာတငယ်ချင်းတွေကစာလုံးနေတာစာချက်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုအိတ်နေတာရပဲအပြစ်တစ်ခုလို့ကိုကိုကိုခံစားသွားရတာဒါမျိုးကိုဖိုမိုလို့ခေါ်တယ်လူတယောက်ချင်းစီတယောက်ချင်းစီတိုင်းကသူတို့အောင်မြင်မှုရဖို့အတွက်ကြိုးစားနေတဲ့အချိန်ငါတယောက်တည်းအချိန်ကိုအလဟတဖြစ်သွားအောင်လို့အကျိုးမဲ့စွာတုံးနေမိတာလားဆိုပြီးတော့အဲ့လိုခန်းစားချက်မျိုးဖြစ်လာတာ ဖိုမိုရတယ်ဆိုတာတော့ပုံမှန်ပဲလူတိုင်းမှာတော့တစ်ချိန်တစ်ခါတော့ဖိုမိုရခဲ့ဘူးမှာပေါ့ဖင်နာကိုယ်တိုင်လည်းဖိုမိုရခဲ့ဘူးတဲ့အချိန်တွေရှိတယ်ပုံမှန်ပဲဆိုပေမဲ့အမြဲတမ်းဖိုမိုရနေရင်တော့ကိုယ်အတွက်လည်းမကောင်းဘူးလူတယောက်ကအမြဲဖိုမိုရနေမယ်ဆိုရင်သူရဲ့ self esteem တွေရောကျသွားတတ်တယ်။ self esteem ဆိုတော့ကိုကိုကိုချစ်တဲ့စိတ်၊ယုံကြည်တဲ့စိတ်၊လေးစားတဲ့စိတ်။အဲ့လို self esteem ကျသွားတဲ့အချိန်မှာဆိုရင် တနည်းအားဖြင့်မကောင်းမြင်စိတ်တွေပဲပို့ပြီးများလာမယ်ပေါ့เนาะ negative thinkings တွေအားပဲကိုနေ့စဉ်တွေးနေတဲ့အရာတွေကို influence လုပ်လာမယ်အဲ့တော့ဘသူဘာလို့လို့ကအကောင်းမမြင်တတ်တော့ဘူးပြီးတော့ကိုကိုကိုသူများရင်းနဲ့နှိုင်းရှင်ပြီးတော့အာငယ်တဲ့စိတ်တိတ်ငယ်တဲ့စိတ်တွေဝင်လာတတ်တယ်အဲ့တော့အဲ့လိုမျိုး formal ဖြစ်တယ်ဆိုတာပုံမှန်ပဲဒါပေမဲ့ကိုက formal ဖြစ်တာကိုကိုကိုတိုင်းတတိချမိပြီးတော့အချိန်မလွန်ခင်မှာပြင်ဆင်နိုင်မယ်ဆိုရင်တော့ဒါကိုလည်းစိတ်ချမ်းသာရမယ်ကိုလိုတဲ့အရာကိုလည်းပို့ပြီး focus လုပ်လာနိုင်မယ်ကိုရဲ့တန်ဖိုးရှိလာတဲ့အချိန် န်တွေကိုပါမဟုတ်တဲ့အရာတွေအတွက်အချိန်ကုန်နေမဲ့အစားကိုလုံးရမဲ့အလုပ်ပေါ်ပဲ focus ထားလာနိုင်လိမ့်မယ်။ဖီနာရီအားလုံးကပူးထွေးစင်လူသားတွေလူသားတွေဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့စိတ်ကိုအဆိုးမရအောင်ဟုတ်တယ်ဟုတ်။အဲ့တော့ကိုကဖိုမိုမရချင်ပါဘူးလို့ပြောလဲအကြောင်းတိုက်ဆိုင်သွားတဲ့အခါမျိုးတွေမှာကိုတော်မသိလိုက်ပဲနဲ့ဖိုမိုရသွားနိုင်တဲ့အခြေအနေမျိုးတွေရှိတတ်တယ်။ဒါကြောင့်ဖိုမိုရတာလည်းအထူးကကြတော့ကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေကြောင့်ရဲ့ mainly contribute လုပ်တာကြတော့ social media ကြောင့်ပေါ့။အဲ့တော့တော်တော်များများကိုရဲ့ပတ်ဝန်းကျင်မှာလည်းရှိတဲ့ ယ် social media ပေါ်မှာဆိုရင်လည်းလူတွေကသူတို့အောင်မြင်တာကိုပဲခြားပြလေးရှိတယ်သူတို့ရဲ့ဘဝမှာအကောင်းဆုံးဆိုတဲ့အရာတွေကိုပဲတော်တော်များများခြားပြလေးရှိတာဒါပေမဲ့အဲ့ဒီအောင်မြင်ခြင်းရဲ့နောက်ွယ်မှာသူတို့ဘလောက်တောင်မှရုန်းကန်ခဲ့ရလဲဘလောက်ပင်ပန်းခဲ့ရလဲစူးစမ်းခဲ့ရလဲဘယ်နှကြိမ်ထိကြာရှုံးခဲ့ရလဲဆိုတာကိုကြတော့လူတွေကသိပြီးတော့မပြောလို့ဘူး သူတို့အောင်မြင်သွားတဲ့အခါမှာဒါဒီ result တွေရသွားပါတယ်ဆိုပြီးတော့ line ပေါ်မှာတက်ပြီးတော့ကိုကိုကို compliment လုပ်တာပေါ့နော်အဲ့တော့ကိုကအဲ့လိုမျိုး post တွေကိုမြင်မာများလာရင်အရာအားလုံးကကိုတယောက်တည်းအတွက်ပဲခက်ခဲနေရဆိုပြီးတော့စပြီးတော့ခံစားလိုက်ရတတ်တယ်သူတို့အတွက်ကြောင့်လွယ်ကူလိုက်တာငါအတွက်ကြတော့လောကရနေရတာပျော်စရာမကောင်းဘူးအရောက်မှခက်ခဲပင်ပန်းတယ်ဆိုပြီးတော့အဲ့လိုမျိုးအတွေ့တွေဝင်လာတယ်တခုတိချာမှာကဘသူမှတနေ့မှ24နိုင်လုံးပျော်နေတယ်ဆိုတဲ့လူရဲ့လို့မရှိဘူး ဖင်နာကနပြောခဲ့တယ်လို့ပဲလူတယောက်ကကိုယ့်ရဲ့ဘဝမှာအကောင်းဆုံးဆိုတဲ့အချိန်တွေကိုပဲတပါးသူကိုမျှဝေပေးခြင်းနဲ့စိတ်ရှိကြတယ်။အဲဒါကြောင့်မို့ဖင်နာတို့ကကိုမသိတဲ့သူများဘဝနဲ့ကိုဘဝကိုတွားပြီးတော့နှိုင်းချင်ကြည့်လိုက်တဲ့အချိန်မှာမသိကိုတယောက်တည်းကလွဲပြီးတော့တလောကလုံးပဲအစဉ်ပြေနေတယ်လို့ကိုကပဲတင်မလာတယောက်တည်းကွက်ပြီးတော့ ဘဝမှာခက်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 ပြင်းပြင်းမှန်မှန်ရုန်းကန်နေရတယ်လို့မျိုးအဲ့လိုမျိုး ideas တွေဝင်လာတာ FOMO ရခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ကိုမလုတ်ချင်တဲ့အရာကို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 အတင်းနေဖိအားပေးပြီးလုပ်ခိုင်းတာပဲဥပမာကိုရဲ့တငယ်ချင်းတွေအားလုံးကအဲ့လိုပျော်ပျော်ရွှင်ရွှင်နေတတ်ကြတယ်သူတို့လူငယ်တပါဝါ club တွေတွားတယ်ဘာတွေတွားပြီးတော့အချိန်ကုန်ကုန်ဆုံးတတ်ကြတယ် beer တွေပါလဲတောက်ကြတယ်ဒါပေမဲ့ကိုကတော့သူတို့ standard နဲ့ကွဲထွက်နေပြီးတော့အဲ ပြီးရလည်းမတော့တဲ့အရက်စိလိတ်ဆိုရင်လည်းဝဝေးဆောင်တဲ့သူမျိုးပေါ့နော်ကိုကအဲ့လိုပျော်ပျော်ပပနေတတ်တဲ့တငယ်ချင်းမိတ်ဆွေတွေကိုရထားတယ်ဒါပေမဲ့သူတို့ကိုအပြင်သွားဖို့ခေါ်တိုင်းကိုကအဲ့လိုမျိုးတွေဝါသနာမပါတော့အမလိုက်သွားဖြစ်ဘူးနောက်တော့သူတို့ကညဘက်ရောက်တော့ပုံနေပါတယ်ထပြီးတော့တင်ကြတယ်အဲ့တော့ကိုတငယ်ချင်းအဖွဲ့ထဲမှာ ကိုမပါလာဘူးဆိုတော့သူတို့တင်လာတဲ့ story ကိုကိုကကိုအခန်းထဲမှာပဲမုတ်လေးဆိုင်ဇက်ကားလေးကျင်နဲ့တွေးလိုက်တော့ရုတ်တရက်ဖုန်းမဝင်သွားတာပေါ့อืมသူတို့ကငါမရှိပဲပြောနေကြတယ်ငါကြမှာပါလို့ဒီလိုဖြစ်နေရတယ်လေသူတို့ငါမခင်တော့လားဆိုတော့ဖုန်းမစိတ်လေးဝင်လာတတ်တယ် အဲ့တော့အဲ့လိုမျိုးတယောက်တည်းဂျာမနီခဲ့ကျင်တာကြောင့်ကိုကိုကိုဖိအားပေးပြီးတော့ကေတာဆိုရင်သူတို့နောက်တစ်ခေါက်သွားရင်ငါလိုက်သွားမယ်ဆိုပြီးတော့ကိုမသွားကျင်နဲ့သွားလိမ့်လည်းမရှိတဲ့နေရာကိုကိုကလိုက်သွားတယ်။ဟိုရောက်သွားတော့ကိုကတချင်းနဲ့စူးစူးညံ့ညံ့နေလည်းမခံနိုင်ဘူးပြီးတော့ဘီယာလည်းမတောက်တတ်ဘူး။အဲ့လိုမျိုး environment ကကိုနေကျင်တဲ့ idea type နဲ့လည်းမကင်ညီတော့ကိုရဲ့တငယ်ချင်းတွေသာအနေအမှာပြောရင်ပြောနေမယ်ကိုကတော့ကိုကိုဖိအားပေးပြီးတော့လိုက်လာရတာဖြစ်တဲ့အတွက်ကြောင့်ပျော်ခြင်းဟန်ဆောင်နေရမှာပေါ့နော်။ ိတ်လိုပဲခုနလိုမျိုးအဖြစ်ပြက်မှုမျိုးမှဆိုရင်လေကိုယ့်ရဲ့အခန်းမတငယ်ချင်းကမနက်နှစ်နာရီထိုးပြီးလူအိတ်တဲ့အချိန်မှာစားထားချက်နေတယ်ကိုကအိတ်နေတယ်အဲ့တော့ကိုကိုကိုသုံးမကြလာလို့ခံစားရတဲ့အတွက်ကြောင့်ကိုပါထပြီးစားချက်လိုက်တယ်အဲ့တော့စားလေရသွားမှလားကိုကြက်ရှင်လို့ကြက်တာမဟုတ်ပဲနဲ့သူများလှုပ်လှုပ်လိုက်လှုပ်တာလေအဲ့တော့ကိုကိုကိုဖိအားပေးပြီးတော့အိတ်ရမယ့်အချိန်မှာစားလဲထားချက်လိုက်ကောမနက်ကျတော့အေးရီတရားပြက်အေးရီပြက်တော့လူကစိတ်မကြည်ပင်စားတင်ချိန်ဒီမှာကိုရဲ့လုပ်ငန်းခွင်မှာလဲအာရုံမစိုက်နိုင်တော့ဘူး ဲ့တော့ဖုံမိုရလို့ကိုကိုကိုဖိအားပေးပြီးတော့ကိုမလုံးချင်တာကိုလုံနေတဲ့အခါမှာကို့အတွက်အကျိုးရှိရာကတန်ခဲ့တာရှားတယ်။အဲ့ဒီတော့အဲ့လိုမျိုးဖုံမိုရနေတဲ့စိတ်ကိုဘလို့အနိုင်ယူမှလဲ။ အနိုင်ယူလို့ရမယ့်နည်းလမ်းတွေအများကြီးရှိတယ်။အဲ့တော့ဘာမှစိတ်မပူနဲ့ကိုကဖိုမိုဖြစ်လွယ်တယ်။သူများတွေအောင်မြင်နေတာကိုမနာလို့ဖြစ်တာလည်းမဟုတ်ဘဲနဲ့ကို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 အားမလို့အားမရဖြစ်လွယ်တတ်တဲ့သူဆိုရင်ဖင်နာခုပြောပြတာလေးကိုလိုက်နာခြင်းတုံးကြည့်ပါ။နံပါတ်1 digital detox digital ဆိုတာကိုဖုန်းသုံးနေတဲ့အချိန်ပေါ့နော် social media သုံးနေတဲ့အချိန် detox ဆိုတာကြတော့အညစ်အကြေးတွေကိုတန့်စင်တာအဲ့တော့ social media ပေါ်မှာကို FOMO ရရှိနိုင်တဲ့အကြောင်းအရာတွေကို ချိန်လိုက်လို့လဲဖက်လိုက်လို့လဲအကျိုးမရှိတဲ့အရာတွေကိုကိုကရှင်းထုတ်ပြနိုင်ရမယ်ပြောချင်တာကကို့ဖုန်းမဖြစ်စင်မဲ့အရာတွေဆိုရင်မဖက်ပဲနဲ့ကြော်ွားတာတို့ဒါမှမဟုတ်တက်မျိုး block လုပ်လိုက်တာတို့အဲ့လိုမျိုးလုပ်လို့ရတယ်ကိုဖက်လိုက်လို့ကိုကြည့်လိုက်လို့ကိုစိတ်တက်ကြမဲ့အရာမျိုးပဲပေးတဲ့ content တွေဆိုရင်လည်းအဲ့လို content တွေကနေပြီးတော့ဝေးဝေးရှောင်လိုက်။နံပါတ်1ဂျုံမို FOMO ရဲ့စံချင်ပဲဂျုံမို။ဂျုံမို့ဆိုတာကတော့ joy of missing out ။အခုလိုမျိုး missing out ဖြစ်သွားတာပဲကိုကပျော်နေရမှာ။ ဥပမာခုနကပြောခဲ့တဲ့အကြောင်းအရာနဲ့ရှင်းပြီးတော့ပြောလိုက်မယ်ဆိုရင်ကိုတင်ငယ်ချင်းနေရအပြင်သွားပြီးတော့ club တွေ bar တွေမှာသူတို့ရဲ့လူငယ်ဘဝကိုကုံဆုံးနေကြတယ်ဒါပေမဲ့ကိုကလည်းကိုနီကိုဟန်နဲ့အခန်းထဲမှာနေတယ်စကားတွေကြည့်တယ်မုတ်တွေစားတယ်တင်မလားဘလောက်တောင် quality time ဖြစ်လိုက်တယ်သူတို့ကလည်းသူတို့ပျော်မဲ့နီလန်နဲ့သူတို့အချိန်ကိုကုံဆုံးကြတယ်။ကိုကလည်းကိုပျော်မဲ့နီလန်နဲ့ကို့အချိန်ကိုကုံဆုံးတယ်။အဲ့တော့ဒါကိုကိုက appreciate လုပ်တတ်ရမယ်။ကိုရဲ့အခမ်းအနားတငယ်ချင်းကနှစ်နာရီထိစားကြက်နေတယ်။ကိုကအိတ်နေတယ်။ဘာရလဲ။ အိပ်ရေဝတာပေါ့ဟုတ်တယ်မလားအဲ့တော့ကိုကအိပ်ရေဝပြီဆိုရင်အဲနောက်နေ့မနေ့နိုးလာရင်စိတ်ကြည်ကြည်လင်လင်နဲ့နိုးလာမယ်ပြီးရင်ဒီနေ့တောင်မှလည်းအဲသူများတွေပေါ့မကောင်းမြင်တဲ့စိတ်လေးညော့သွားမယ်အဲ့ဒါအရေးကြီးရယ်နော်ဘာလို့လဲဆိုတော့ကိုအိပ်ရေမဝဖြစ်နေတဲ့အချိန်ဆိုရင်လေဟိုဘယ်သူမှအကောင်းမမြင်တော့ဘူးအဲ့တော့ကိုကအိပ်ရေလေးဝနေမယ်ဆိုရင်စိတ်ကလေးကြည်နေမယ်ဘာလို့လဲအဆင်ပြေမယ်သားကြတော့ဂျိုမိုပေါ့နော်ကို missing out ဖြစ်နေရတာကိုပဲကိုကပျော်နေတာဘာလို့လဲကိုအတွက်အကျိုးရှိလို့နောက်တစ်မျိုးကကြတော့ gratitude check ပြောစင်တာကကိုယ်စီမှာရှိတဲ့အရာကို appreciate လုပ်တယ်ပို့ appreciate လုပ်တတ်တယ်ဆိုတာဥပမာကိုယ်စီမှာဆိုရင်နေရအိမ်ရှိတယ်စားစရာအစားအစာရှိတယ်ပြီးရင်စာအုပ်အေးဆေးလုပ်နိုင်မဲ့နေရာတနေရာရှိတယ်ကိုယ်အစမပြေတိုင်းရင်ဖွင့်နိုင်မဲ့တငယ်ချင်းတွေရှိတယ်မိဘတွေရှိတယ်ဒီလိုမျိုးကိုယ်စီမှာရှိတဲ့အရာတွေကိုကိုကတန်ဖိုးထားတတ်ရမယ်ဘာလို့ရောဆိုတော့အဲ့လိုအရာတွေကလူတိုင်းမှာရှိကြမှာရှိမှာလေဟုတ်တယ်ဟုတ်တချို့ဆိုစာအေးဆေးလုပ်ဖို့နေနေတတ်တာကိုယ့်ရဲ့အိမ်မှာငွေကြေးအစမပြေလို့တောင်းထွက်ပြီးတော့အလုပ်လုပ်နေရတဲ့သူတွေလည်းရှိတယ်တချို့ဆိုနေရမရှိစားဖို့တောင် နိုင်နိုင်အဲ့လိုလူမျိုးတွေရှိတယ်အဲ့တော့ကိုကအခုလိုမျိုး privilege တွေရနေတဲ့အချိန်မှာ ကိုယ့်စီမှာရှိတာလေးကိုတန်ဖိုးထားတဲ့ရမယ် appreciate လုပ်တဲ့ရမယ်ကဲနောက်ဆုံးတစ်ချက်ကတော့ reality check reality check ဆိုတာအမှန်တရားကိုမြင်တတ်ဖို့ဥပမာ Facebook ပေါ်မှာဒါမှမဟုတ် Instagram ပေါ်မှာကောင်းမလေးတယောက်ကပုံလှလှလေး၅ပုံတင်လိုက်တယ်အဲ့တော့ ဖီနာရိုတွေးလိုက်တာကလောဘ perfect ဖြစ်တဲ့ပုံလေး၅ပုံဝဲမြင်လိုက်တာဒါပေမဲ့အဲ့ဒီနောက်ွယ်မှာသူပုံ90လောက်ရိုက်ခဲ့ရတယ် ပုံ9ပုံလေးကောင်းကောင်းထွက်ဖို့ကိုသူပုံ90လောက်ပြန်မှန်းခံပြီးရခဲ့ရတယ်။ဒါပေမဲ့သူမလောက်လို့ထင်တဲ့ပုံတွေကိုတင်လာ။မတင်ဘူး။ဖင်နာကိုရိုင်းဆိုရင်လည်းကိုမလောက်လို့ထင်တဲ့ပုံစံမျိုးတော့မတင်ဘူး။အဲ့တော့ဒီပုံ9ပုံလေးကိုပဲဖင်နာရကြည့်ပြီးတော့ကမလေးကလှလိုက်တာသူတက်ပုံရိုက်နေအဆင်ပြေနေရပဲ။ငါတို့မှတော့ဟိုပုံကောင်းလေးတစ်ပုံရဖို့ဆယ်ကောင်းလောက်ရိုက်နေရတာဆိုပြီးတော့သူနားကွယ်မှာတကယ်တမ်းဖြစ်လာခဲ့တဲ့အကြုံခဲ့ရတဲ့ frequency ကိုကမမြင်မဲနဲ့ဒီသူ put out လုပ်လိုက်တဲ့ အကောင်ဆုံးဆိုတဲ့ပုံမျိုးပဲမြင်ပြီးတော့အဲ့လိုအတွေးမျိုးတွေဝင်လာတာဒါလည်းဖုံဖုံဖြစ်တာပဲအဲ့တော့သူတို့ကသူတို့ရဲ့ behind the scenes နောက်ွယ်မှာဘလောက်တောင်စူးစမ်းခဲ့ရတာတွေဘလောက်တောင်ကြားရှုံခဲ့ရတာတွေကိုမပြောပေမဲ့လေကိုက သိနေရမယ်ကိုစီမှာအုံနောက်ရှိရဟုတ်အဲ့ဒီအုံနောက်ကိုသုံးပြီးတော့အစဉ်းစားကြည့်မယ်ပြင်ဒါဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာလည်းကိုကိုကိုပြန်ပြီးတော့သုံးသက်ကြည့်မှာပေါ့အဲ့လိုမျိုးလေးတွေးတက်ပြီးဆိုရင်ကိုကစိတ်ကလေးလေးထားတတ်သွားပြီးကိုကိုကိုသူများနဲ့ရှင်ပြီးတော့လည်းနောက်ကြကြံနေခဲ့တဲ့ငါကြတော့ဒီလိုမျိုးဖြစ်နေရတယ်သူတို့တွေကြတော့အဆင်ပြေနေတယ်ဆိုပြီးတော့အဲ့လိုစိတ်မျိုးဝင်လာတော့မှမဟုတ်ဘူးပြီးတော့ဖင်နာအခုဗီဒီယိုလောလောရရတဲ့နောက်ွယ်မှာဖင်နာရင်းလိုက်ရတဲ့အချိန်တွေအများကြီးရှိတယ်ပြောချင်တာကအခုဗီဒီယိုမှာဆိုရင်ဖင်နာပြောနေတာတောက်လျှောက်ကပြေပြစ်နေရပါပဲ ဒါပေမဲ့တကယ်လက်တွေ့မှာအဲ့လိုမဟုတ်ဘူး ဖင်နာအစင်ကုကုကိုအစင်မပြေဘူးလို့ထင်လို့ဖြတ်လိုက်ရတဲ့ clip တွေအများကြီးပဲအဲစကားပြောတာအစင်မပြေဘူးဟိုနေရာလေးကဘလို့ဖြစ်သွားတယ်ဒီနေရာလေးကဘလို့ဖြစ်သွားတယ်လို့ကုကုကိုခန်းစားရပြီးတော့ဖြတ်လိုက်ရတဲ့ clip တွေမှာအများကြီးပဲတခါလေကြာရင်ကိုယ့်ဟာကိုယ်တယောက်တည်းတိုင်နေပတ်နေတာတယောက်တည်းပတ်ရှုံနေတာကိုယ့်ရဲ့ audience တွေကိုကိုပေးခြင်းတဲ့ message လေးကိုရှင်းရှင်းလင်းလင်းပေးနိုင်မှုတိတိကျကျရှင်းနေတော့မှပဲတယောက်တည်းနဲ့ကိုမလဲရှုပ်တွေဖြစ်နေတဲ့အခါမျိုးတွေရှိတယ်အဲ့တော့အဲ့လိုအချိန်မျိုးမှာဆိုရင် video အစနေပြန်ပြီးရိုက်ရတယ်ဒါကတော့တော်တော်များများမသိကြသေးတဲ့ content creator တွေရဲ့နောက်ွယ်က struggle ပေါ့နော်အဲ့တော့ဒီနေရာမှာဖိနာအားလုံးသိစေချင်တာကလူတိုင်းမှာဒုက္ခခံနေတူရှိကြတယ်ထုံမပြကြတာပဲရှိတာဒါလေးဖိနာပြောနေစရာမလိုပါဘူးကိုပတ်ဝင်ချင်မှလည်းကိုတွေးနေရပဲမဟုတ်လားလူတွေကသူတို့အောင်မြင်သွားတဲ့အချိန်မှာဒါလူတွေကိုကိုဘလောက်ကြီးအောင်မြင်ကြောင်ပြချင်ကြတယ်ဒါပေမဲ့သူတို့နောက်ကွယ်မှာဘလောက်တောင်စူးစမ်းခဲ့ရလဲဘယ်နှချိန်ကြာရှုံးခဲ့ရလဲဆိုတာကိုကြတော့အရေးတူလို့ပြီးတော့ပြောရတဲ့သူရှိလား ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ percentage နည်းနည်းပဲရှိမယ်ဟုတ်အဲ့လိုမျိုးသူများတွေအာမြင်နေတာကိုကြည့်ပြီးတော့ကိုကအတူယူစူးစမ်းကျင်စိရှိတယ်ဆိုရင်တော့ပြဿနာမရှိဘူးအဲ့လိုမဟုတ်ပဲနဲ့ကိုဘွားနဲ့သူများဘွားနဲ့ကိုတွားပြီးတော့နှိုင်းရှင်နေပြီးတော့စိတ်သက်တည်ကြနေမယ်ဆိုရင်တော့ကိုရဲ့ mental health အတွက်လည်းမကောင်းဘူးတကယ်တော့တေချာစဉ်းစားကြည့်မယ်ဆိုရင်သူများတွေအာမြင်မှုရသွားတာကိုရှုံးနေသွားတာမှမဟုတ်တာကိုလည်းစူးစမ်းရင်ဒီနေ့အာမြင်လာနိုင်တာပဲလေကိုကိုကိုသူတို့နဲ့ရှင်ပြီးတော့ဘာမှစိတ်သက်မကြနဲ့အာမငယ်နဲ့ကိုလည်းစူးစမ်းရင်ဒီနေ့ဖြစ်လာနိုင်တယ်ဒါပေမဲ့လူတွေက ပြောင်းတဲ့တရားဘဝမှာဖြတ်တန်းလာရတဲ့ပုံစံချင်းလည်းမတူဘူးအတွေ့အကြုံချင်းလည်းမတူကြဘူးအဲ့ဒါကြောင့်သူတို့နဲ့တရားရဂိုင်းတော့100%သူတို့လာအောင်မြင်နိုင်မယ်လို့လည်းအာမမခံနိုင်ဘူးသူတို့ ထက်တရားရဂိုင်းတို့ပို့ပြီးတော့အမြင်သွားနိုင်လိမ့်မယ်လို့လည်းဖြစ်နေတာအမှမခံနိုင်ဘူး။ဒါပေမဲ့အဓိကပိုရေးကြည့်တာကကိုလိုရမယ့်အလုပ်ကိုအာရုံစိုက်ပြီးလုပ်ဖို့ပဲ။ကိုစီမှာလည်းကိုအားသာချက်နဲ့ကိုရှိရဲအဲ့ဒါကို unfair advantage လို့ခေါ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းဖြစ်နေတာဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးဖို့အစီအစဉ်ရှိပါတယ်။ကဲပြောတာလည်းနည်းနည်းများသွားပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်။အားလုံးအတွက်အကျိုးများရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာဖြစ်နေတဲ့ထပ်ပြီးတော့တွေ့ကြပါမယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။ Anyway, I hope you have a wonderful rest of your day and I'm going to see you in my next video. Bye bye!